ေးတော်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစားခင်မှာ channel subscribe လုပ်ဘေးနာကောင်းအောင်နှိပ် VPN ဖွင့်ပြီးတော့ TV တော်ဝင်မြတ်တာရက်ခံရေးနေပဲဒီလေးမှာကတော့ကျွန်တော်တို့ခီးချေကြီးကိုဖျက်သန်းလာရင်းနေပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်ကစတင်ပြီးတော့တင်ဆက်ပေးခဲ့တဲ့နေဝင်မီးကြီးနာနဲ့အပြင်ထွက်လို့မရတဲ့ညို့ငယ်လေးပေါ့ခင်ဗျာအဲ့ဒီ series တွေအရဆိုရင်တော့ဒီနေ့မှာဇက်သိမ့်ပြီဖြစ်ပါတယ်ဇက်သိမ့်ဆိုတာထွက်ရှိမှုအပိုင်းတိမ့်သွားပါဆက်ကြည့်ကြရလဲမရှိတော့ဘူး နောက်ထပ်ထွက်လာမယ်လို့တော့ကျွန်တော်သိရတယ်အဲ့တော့အဆုံးသတ်မှာပြောမယ်ဗျာလောလောဆယ်ဇက်သိန်းကန်းလေးရင်ရှိုးလိုက်ရအောင်ပါခင်ဗျာအဲ့တော့ရှေးကပိုင်းနေမှာတော့အချိန်ခီးသွားလို့ရနိုင်တယ်ဆိုတဲ့အချက်ကိုဂျူလီကနေတက်စစ်မြင်တွေ့ခဲ့ရပြီးတော့ဒိုနာဒေးလီကိုဖာဒီမာတားခဲ့တယ်ဆိုတာကိုသိသွားခဲ့ပါပြီတပတ်မှာဖာဒီမာတော့အေဂျင်ကလိန်ခေါ်သွားပြီးတော့မြေအောက်ခန်းထဲမှာဖွက်ထားလိုက်ပြီပဲဖြစ်ပါတယ်အလစ်စတန်ဘွိုက်တို့ကဖာဒီမာကိုတောထဲမှာအသေးအံလိုက်ရှာပြီးမဲ့မောင်ငန်နီးလာတဲ့အချိန်ထိရှာမတွေ့ခဲ့ပါဘူး ဝိုက်ကသူ့သားကိုငါတို့မနှက်ဖြန်ပြန်လာရှာမဖြစ်မယ်လို့ပြောပြီးမယ်။အဲလစ်ကဖာတီမာကိုစိတ်ပူနေတာကြောင့်ဒေါ်လေးမာတယောက်တည်းမထားခဲ့နိုင်ဘူးဆက်ပြီးတော့ရှာမယ်လို့ပြောပါတယ်။အဲအချိန်မှာဝိုက်ကပါကင်ဆန်ရောဂါလက္ခဏာတွေပြန်ပြီးတော့ထလာခဲ့ပြီးလမ်းအောင်မှာကောင်းကောင်းဆက်ပြီးတော့မရှောင်နိုင်ဖြစ်လာတဲ့အတွက်အဲလစ်ကသူ့အဖေကိုတွဲပြီးတော့မြို့ကိုပြန်ရပါတော့တယ်။ဒါမှမဟုတ်အေဂျင်ကတော့ဖာတီမာအတွက်လိုအပ်တဲ့ပစ္စည်းတွေထပ်လာပို့ပြီးဖာတီမာကသူ့ကိုလှုပ်ပေးဖို့တောင်းပန်ပါတယ်။ဒါမှမဟုတ်အေဂျင်ကနေုံကဖမ်းလာတာမဟုတ်ပါဘူး။ဒါနေကောင်းမှုအတွက်ပါလို့ပြောပါတယ်။ ဖာဒီမာကိုဒီလိုလှုပ်ဖို့အတွက်အဲဂျင်ကိုဂီမိုနိုဝိဆုံတဲ့မကောင်းဆိုးအားမျိုးသမီးကခိုင်းလာတာဖြစ်ပြီးတော့အဲဂျင်ကလည်းသူခိုင်းတဲ့အတိုင်းလုပ်ရင်မျိုးကလူတွေအကုန်လုံးကိုအိမ်ပြန်ပို့ပေးနိုင်မယ်ကဲတင်နိုင်လိမ့်မယ်လို့ယုံကြည်နေတာပါဖာဒီမာအဲဂျင်ပြောတဲ့ဂီမိုနိုဝိဆုံတဲ့အမျိုးသမီးကိုသူမြင်ခဲ့တဲ့အကြောင်းပြောလိုက်ပြီးအဲ့ဒီမျိုးသမီးကလိန်နေတာလို့ပြောလိုက်ပါတယ်ပြီးတော့သူ့ဘိုက်ထဲကဒန်ဟာကလည်းမကောင်းတဲ့အကြောင်းနဲ့ဒေးလီကိုတတ်မိအောင်လှုပ်ခဲတာကိုပဲကြည့်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲဂျင်ကမကောင်းဆိုးအားမျိုးသမီးပြောတာကိုယုံကြည်နေတဲ့အတွက် အဲ့ဒါကလေးကကြောက်သွားလို့ဖြစ်သွားတာပါလို့ပြောလိုက်ပါတယ်။နေသူ့အစာမကျွေးလို့ကလေးကကြောက်နေရလို့ပြောလိုက်ပြီးဖာတီမောင်သူလာတဲ့သွေးတွေတိုက်ဖို့လုပ်နေပါတယ်။နေမင်းများစားမကလေးကမမြန်ကြီးပြီးတော့ငါတို့ကတော့အိမ်ပြန်လို့ရမှာလို့အေဂျင်ကပြောနေပါတော့တယ်။အေဂျင်ကဖာတီမောင်ကိုဖန်ပလင်းထဲကသွေးတွေအတင်းတိုက်နေပြီးတော့ဖာတီမောင်လည်းအစာတော့ကညင်းမိမယ်နောက်ပိုင်းမှာတော့ညင်းလို့မရတဲ့အတွက်သွေးတွေကိုအငမ်းမရတောက်လိုက်ပါတော့တယ်။တမက်မှာတော့ဗီတာကကလေးတွေကိုကယ်ရမယ်ကြောင်းသူမေသူပြောခဲ့တယ်ဆိုတော့ပြန်မှတ်မိသွားပြီးတဲ့နောက် သူကြောင့်သူ့မိကလေးတွေကိုကယ်ဖို့လုပ်ရင်လည်းတေးခဲ့ရတာလို့သူကိုယ်သူအပြစ်တင်နေပါလေဗီတာကငါထပ်ပြီးတော့မကူညီနိုင်တော့ဘူးလို့ပြောပြီးဖျားချောင်းတွေကထွက်သွားဖို့လုပ်နေတဲ့အတွက်တဗီတာကသူ့လက်မောင်းကိုဆွဲလိုက်တဲ့အချိန်မှာတဗီတာတယောက်တစ်စုံတစ်ခုကိုခံစားလိုက်ရပါလေဒါပေမဲ့အဲ့ဒီအချိန်မှာပဲကန်ဒီရောက်လာပြီးတော့ဈေးကန်ကိုလိုက်ခဲ့ဖို့ခေါ်တဲ့အတွက်ဖာဒီမာလည်းချက်ချင်းလိုက်သွားပါလေဂျူလီကသတိပြန်လာပြီးတဲ့နောက်မှာဈေးကန်ကိုရောက်လာပြီးခရစ်စီကသူ့ကိုကြည်ပေးနေပါလေခရစ်စီကဘာထိခိုက်ဒဏ်ရာမှမရှိတဲ့အတွက်ဆင်ပြေပါလေလို့ပြောလိုက်ပြီးတော့ ဒေါ်ရဲမှာဘာဖြစ်ခဲ့တာလဲလို့မေးပေမဲ့ဂျူလီကသူ့ပြက်စီးတွေနဲ့ဝင်သွားပြီးတဲ့နောက်သတိလစ်သွားတယ်ပြီးတော့ထူးဆန်းတဲ့အိမ်မက်တစ်ခုမတ်တယ်လို့ပဲပြောပါတယ်အဲ့အချိန်မှာပဲဖာတီမာလည်းရောက်လာပြီးတော့သူ့သမီးကိုစိတ်ပူနေပေမဲ့ဂျူလီကသူ့အဆင်ပြေတယ်လို့ပြောပါတယ်ဂျင်ကတော့သူ့သမီးရန်ဒဲနဲ့အပြင်သွားရင်အဲ့နေရာကိုတွေးခဲ့တဲ့ဆွဲအချောင်းတီသွားတဲ့အတွက်ထွက်လာလိုက်ပါတယ်ရန်ဒဲကတော့သူ့ခေါင်းထဲမှာပဇင်းဝဲကောင်းတွေအော်တန်ကိုဇက်တိုက်ကြားနေတုန်းပါဂျင်ကတော့ရန်ဒဲစီရောက်လာပြီးတော့မင်းဂျူလီနဲ့တော်တဲ့ဘာသွားလောက်တာလဲလို့မေးပါတယ် ဂျင်ကမင်းတို့တော့သတိလက်ခဲ့တဲ့ကိစ္စနောက်ပိုင်းမှာဂျူလီယာသူပါရီဂျုံတွေးကလည်းဆိုတော့ငါတို့ပြန်မပြောပြဘူးလို့ပြောလိုက်ပါတယ်။ရန်ဒဲလည်းဂျင်ကသူသမီးကိုစိတ်ပူနေတဲ့အကြောင်းသိသွားတဲ့အတွက်ကျွန်တော်သူ့ကိုကားမောင်းတင်ပေးနေရလို့ပြောပြလိုက်ပါတယ်။ကားမောင်းတင်တဲ့လမ်းမှာကိစ္စတစ်ခုကြောင့်တော်တဲ့ရောက်သွားတဲ့အကြောင်းနဲ့အဲ့ဒီအပြစ်စီးတွေရှိတဲ့နေရာကိုပြန်မသွားဘူးဂျူလီကိုသူဂရီပေးခဲ့တဲ့အကြောင်းကိုလည်းပြောလိုက်ပါတယ်။ဂျင်ပြန်ထွက်သွားဖို့လို့တော့ရန်ဒဲကကိုလိုနီအိမ်ကဗန်ကားကိုယူပြီးခမည်းသမီးကိုကားမောင်းတင်ပေးလိုက်ပါ။ကျတို့ဒီကနေတယောက်မှအသက်ရှင်လဲထွက်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ တမမအဲလစ်နဲ့ဘွိုက်တို့ကစကန်ကိုပြောင်းလာပြီးတော့ဘွိုက်ကဖာဒီမာစီမှာအဆောင်လက်ဖွဲ့ပါသွားကြောင်းနဲ့သူ့ဘယ်ကိုရောက်နေနေဘေးကင်းမှာပါလို့သူသားကိုဖြောင်းဖြားနေပါတယ်တမမဒိုနာတော့ဖာဒီမာကိုတရီရပြီးတော့စိတ်မကောင်းတဲ့တော်တော်လေးကိုဖြစ်နေခဲ့ပါတယ်ဂျင်းတို့မိသားစုကတော့ဂျူလီနဲ့အတူဒီညဆေးကမ်းမှာနေကြပါတယ်အဲနောက်ဂျင်းနဲ့တပီသားတို့စကားပြောရင်းနဲ့ဂျင်းကနေဒီညကနေအကုန်လုံးပြန်နိုင်မှုစူးစမ်းနေအောင်ငါနားလေတယ်ကိုကစားပြီးနေကိုမတားတော့ပါဘူးငါနောက်ကနေနေလုံးချင်တာအကုန်လုံးကိုလိုက်ပြီးတော့ကူညီပေးမယ်လို့ပြောလိုက်ပါတယ် ဂျင်ကဟင်နရီသူ့ကိုဖြောင်းဖျားခဲ့တဲ့စကားကိုလက်ခံပြီးတော့သူစနီးအတွက်ထောက်ပံ့ပေးဖို့ဆုံးဖြတ်လိုက်တာပါသူတို့လင်မယားနှစ်ယောက်ပြန်အဆင်ပြေသွားပြီးတဲ့နောက်တပီတာကဂျူလီငါတို့မပြောပဲထားတာတခုရှိတယ်လို့ပြောလိုက်ပြီးတော့ဂျင်ကငါသိတယ်လို့ပြောလိုက်ပါတယ်တမမဘွိုင်းကတော့သူသားအဲလစ်ကိုသူ့မှာပါကစ္စတန်ယောဂလက္ခဏာတွေပြနေတဲ့ကြောင်းအခုမှပြောလိုက်ပါတယ်အဲလစ်ကခုမှသူ့ဖေဒီလိုဖြစ်တာကိုသိလိုက်တဲ့အတွက်ဘာလို့ယင်နဲ့ကမပြောတာလဲလို့မေးလိုက်ပြီးဘွိုင်းကတော့တအားအောင်စိတ်မပူစေချင်လို့ပါလို့ပြောပါတယ်ဘွိုင်းကအရင်ကလက်တုံနဲ့လက္ခဏာလောက်သာပြတာဖြစ်ပြီး အခုတော့လမ်းတော်မှာတိတ်မလျှောက်နိုင်အောင်ဖြစ်ခဲ့တဲ့အတွက်အချိန်ကြီးကပိုဆိုးလာတဲ့သဘောမှရှိပါတယ်။အဲနောက်ဘွိုက်ကဒီနေရာငါ့ကိုပြိုလဲစီစဉ်သားလို့အဲလစ်ကိုပြောလိုက်ပြီးတော့ဖာဒီမာနဲ့ကလေးကိစ္စနဲ့ငါ့ကိုထိခိုက်အောင်လုပ်ဖို့ဒီကောင်လေးစီစဉ်သားတာဖြစ်နိုင်တယ်လို့ပြောပေမယ့်အဲလစ်ကဖာဒီမာကိစ္စအဖေ့ပြင်မဟုတ်ဘူးလေလို့ပြန်ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲအပြင်ကမကောင်းဆိုးတာတကောင်တကားခောက်ပြီးတော့အစင်ပြေလားဘွိုက်လို့မေးလိုက်တဲ့အတွက်ဘွိုက်လည်းပေါက်ကွဲသွားပါတော့တယ်။အဲ့တော့အဲလစ်ကသူ့အဖေကိုစိတ်ထိမ်းမှုမနဲ့ပြောလိုက်ရပါတယ်။ ဇာရာကတော့သူ့ကိုယ်ရဲ့ကြွေယုတ်လေးကိုပြန်ဆက်လို့ရသွားတဲ့အတွက်ဝမ်းသာနေပါလေဒါမဲ့အဲ့ချိန်မှာပဲသူခေါင်းထဲမှာအတန်တွေပြန်ပြီးတော့ကြားလာတဲ့အတွက်ဇာရာတယောက်လူးလိုက်နေပါတော့တယ်ဒါမဲ့မှာဖာတီမာကတော့သွေးတွေတောက်လိုက်တာနဲ့ဘိုက်ကခနာလေးနဲ့ကိုပို့ပြီးတော့ကြီးလာပြီဖြစ်ပါတယ်ဖာတီမာအဲဂျင်ကိုတိုက်ခိုက်ပြီးတော့ထွက်ပြေးဖို့အတွက်ပြင်ဆင်နေပြီးတော့သူ့ကိုလာထူပေးဖို့ပြောလိုက်တာပါပြီးတော့အဲဂျင်လက်ကိုအချုံနဲ့ထိုးပြီးတော့ပြေးပေမယ်အဲဂျင်ကသူ့ကိုပြန်မိသွားပါတော့တယ်အဲလစ်ကတော့မိုးလင်းလာတဲ့ဖာတီမာကိုဒေါ်ထဲမှာလိုက်ရှာဖို့လုပ်နေပြီးတော့အဲ့ချိန်မှာပဲဇာရာတယောက် ဘွိုင်းစီကိုရောက်လာပါတော့တယ်ဇာရာသူခေါင်းထဲမှာအတန်တွေကြားခဲ့ရပြီးတဲ့နောက်ဘွိုင်းစီကိုအရေးကြီးနဲ့ရောက်လာဖြစ်ပြီးဖာရီမာအရှင်ပြေလားလို့မေးလိုက်တဲ့အတွက်ဘွိုင်းတို့လည်းအံ့ဩသွားပါတယ်တကယ်တော့ဇာရာဖာရီမာကိစ္စတွေကိုဘာမှသိတာမဟုတ်ပါဘူးအခုတော့ဇာရာတော့ဖာရီမာပြောင်းတယ်မလားလို့တက်အပ်လာပြီးတော့မေးနေပါတယ်အဲလစ်ကနေဘလို့သိတာလဲလို့ဆိုပြီးတော့ဇာရာကိုမသိငါဖြစ်နေပြီးဘွိုင်းကတော့သူသားကိုစိတ်ထိန်မှုပြောလိုက်ပါတယ်ဆာရာမရီယာညာအသူအတန်တွေအကုန်လုံးပြန်ကြအောင်ဘွိုက်ကိုပြောပြပြီးတော့ဖာဒီမာကသူ့အသူထွက်သွားတာမဟုတ်ဘူး တစုံတရားသူ့ကိုဖမ်းသွားတာပဲလို့ပြောလိုက်ပါတယ်။ပြီးတော့အဲ့ဒီတန်ရီကရည်နေကြပြီးတော့ရှင်တို့ညီဖာရီမောင်ကိုအချိန်မီမရှာနိုင်ဘူးဆိုတော့သူတို့သိနေတယ်လို့ဇာရာကပြောလိုက်ပါတယ်။ဇာရာရှင်ဖာရီမောင်ကိုမကယ်နိုင်ဘူးဆိုတော့ဒီကောင်လေးကိုသိစေချင်လို့ကျမောင်လာပြောတာလို့ဘွိုက်ကိုပြောလိုက်ပါတော့တယ်။တမမဗီတာကတော့သူ့မိသူ့ကြောင့်တေးခဲ့ရတယ်ဆိုပြီးကိုလိုနီအိမ်ကြီးမှာလိုက်ပြီးတော့တောင်းချမ်းနေတာကြောင့်ဂန်ဒီတို့ကသူ့ကိုထိန်းနေပါတယ်။အဲနောက်တော့ဗီတာကတစ်ပင်တစ်ပင်ခုတ်ဖို့ဆိုပြီးတော့ပစိန်ကိုယူပြီးတော့ထွက်သွားပါတော့တယ်။ဂျင်းတို့မိသားစုကတော့ထမင်းစားကန်းကိုယောက်လာကြပါတယ်။ ပြန်ချမ်းမရှိတဲ့နောက်ပိတ်ထားတဲ့သမင်းစားကန်ကိုဘတ်တာဥဆောင်ပြီးတော့ပြန်ဖွင့်ထားတာဖြစ်ပါတယ်။ဣဒန်လေးနဲ့ကန်ဒီတို့ကလည်းဘတ်တာကိုကူညီပေးကြပါတယ်။ဘွိုင်းကတော့ဖာရီမာကိစ္စကိုပြောဖို့အတွက်ဒိုနာစီကိုရောက်လာတော့ဒိုနာငါဖာရီမာလုပ်ခဲ့တဲ့ကိစ္စကိုဘယ်သူမှမပြောဘူးလို့အရင်ပြောလိုက်ပါတယ်။ဒိုနာဖာရီမာလူသတ်ခဲ့တဲ့ကိစ္စကိုလူတွေအမှန်တိုင်းပြောဖို့အတွက်မနေ့ကလုပ်ခဲ့ပေမဲ့ဖာရီမာကိုတော်တော်တန်းအောင်ရှိတဲ့အတွက်ဒီကိစ္စကိုဖုံးထားဖို့ဆုံးဖြတ်လိုက်တာပါ။ပြီးတော့ရန်သဘောကောင်းပြီးတော့ဂျင်နာတက်တဲ့ဖာရီမာကိုလူတိုင်းကချစ်တဲ့အတွက်တကယ်လို့ဖာရီမာသား အခုလိုလူသားခဲတာကိုတီးသွားကြရင်အကုန်လုံးကစိတ်ထိခိုက်သွားကြလိမ့်မယ်လို့ဒိုနာကပြောပါတယ်။ဒါပေမဲ့ဘွိုက်ကဖာဒီမာအခုပြောင်းနေပြီလို့ပြောလိုက်တာကြောင့်ဒိုနာလည်းအံ့ဩသွားပါတယ်။ပြီးတော့တစုံတစ်ခုကဖာဒီမာကိုဖမ်းသွားတဲ့အကြောင်းနဲ့ဒီနီနာမှာပဲရှိတယ်လို့ဆာရာပြောတဲ့အကြောင်းလည်းတီးသွားခဲ့ပါတယ်။အဲနောက်တော့ဒိုနာနဲ့ဘွိုက်တို့ကချက်ချင်းပဲခေါင်းလောင်းတီးပြီးတော့မျိုးတွေကလူတွေကိုစုလိုက်ပါတော့တယ်။ဖာဒီမာပြောင်းနေတဲ့အကြောင်းအကုန်လုံးပြောပြလိုက်ပြီးတော့နေအောင်ဒရက်စီတွဲပြီးတော့ဖာဒီမာကိုနေရာအနှံ့မြေလန်ရှာဖို့အတွက်စီစဉ်ပါတော့တယ်။ မျိုးရေအားလူတွေအများစုကလည်းဖာရီမောင်းကိုချစ်ကြတာကြောင့်အကောင်လုံးကကူပြီးတော့ရှာပေးဖို့သဘောတူပါလေဂျင်းတို့မိသားစုကလည်းဂျင်းနဲ့အီသန်တို့တွဲဂျူလီနဲ့တပီသားတို့ကတွဲတွဲပြီးတော့ဖာရီမောင်းကိုလိုက်ရှာကြပါလေဘွိုက်ကအဲလစ်ကိုငါတို့တရားတရားရောက်ဖာရီမောင်းကိုအရင်ရှာတွေ့တာကောင်းတယ်အဲ့တော့လူခွဲရှာမယ်လို့ပြောလိုက်ပါလေအဲ့နောက်ဘွိုက်ကကန်နီနဲ့အတူထွက်သွားပြီးတော့အဲလစ်ကိုအေဂျင်ကသူနဲ့တူတူလိုက်ရှာဖို့ပြောပါလေအဲလစ်ကသူမိမကိုဖမ်းသွားတာကအေဂျင်ဆိုတာကိုမသိတဲ့အတွက်လက်ခံလိုက်ပါလေဖာရီမောင်းရဲ့ဘွိုက်ကတော့နေချင်းညာချင်းပဲကြီးလာပြီဖြစ်ပြီး ဖာရီမာရုတ်တရက်ကျမ်းမြေမှာလူဝတ်တကားတစ်ခုကိုရှာတွေ့လိုက်ပါတယ်။အာနေဖာရီမာလည်းအပြင်ထွားနိုင်မလားဆိုပြီးတော့တကားကိုဖွင့်ဖို့ကြိုးစားပါတော့တယ်။ရဲမရတော့ဒိုနာနဲ့သူဖာရီမာကိုလိုက်ရှာပေးနေပြီးသူကလူတပ်ဖူးတဲ့ဇာရာပြောတဲ့စကားတွေကိုမယုံဘူးဖြစ်နေပါတယ်။ဇာရာပဲဒေးလီနဲ့ဖာရီမာကိုတတ်ပြီးတော့ရှင်တို့ပေါက်ကြရီရှောက်ပြောနေတာဆိုရင်ဘလို့လုံးမလဲလို့မေးလိုက်တဲ့အတွက်ဒိုနာဇာရာအဲ့လိုလောက်တာမဟုတ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ပြီးတော့ရဲမရအဲ့ဒါဆိုအဲ့ဒီအတန်ကဖာရီမာဗမာရှိလဲဆိုတာကိုရောဘာလို့အတိအကျမပြောတာလဲလို့မေးတဲ့အတွက် ဒိုနာလေးဒေါသထွက်လာပြီးတော့နေသားတကယ်တော်တဲ့ရဲဆိုရင်ဖာတီမောင်စားဖို့ပဲတေးထားကူညီပါလို့ပြောလိုက်ပါလေ။ဘိုင်းကတော့ကန်နီကိုသူ့ရဲ့ပါကင်ဆန်ယောဂါပို့ပြီးတော့ဇိုးလာပြီးဆိုတဲ့အကြောင်းကိုပြောပြလိုက်ပြီးမရိကဆိုငါ့ချက်တော့အကျောင်းတော်တည်သွားတယ်လို့ပြောလိုက်ပါလေ။အဲတော့ငါမရှိတော့ရင်ဒါမှမဟုတ်ငါဘာမှမလုပ်နိုင်တော့ရင်မင်းကားနေရာဝင်ပြီးတော့ဒီနေရာကိုစောင့်ရှောက်ဖို့လိုတယ်လို့ပြောလိုက်ပါလေ။ပြီးတော့ဒီတောင်ဝန်လုပ်ဖို့မင်းဘယ်ကယုံကြည်တယ်လို့ထပ်ပြောလိုက်တာပါ။ဒါမဲ့ကန်နီကကျုပ်ခမားနေရာမယူနိုင်ဘူးဗျာ။ဒါမဲ့ခမားလက်ထောက်တော့ကျွန်တော်ပြန်လုပ်မယ်လို့ပြောလိုက်ပါတော့တယ်။ ။တပတ်မှဂျိတ်ကတော့ဒုံးစံတိုင်းဖြေရှာဖို့လုပ်နေပြီးသူ့အိမ်ရှိကတစ်ပေမှာဗလင်းတွေကိုချိတ်နေပါလေ။အဲဒီချိန်မှာတင်ဂျိတ်ကခရစ်စတိုဖာနဲ့ဂျက်စပါတို့ကိုမြင်လိုက်ရပါလေ။အဲဒီချိန်မှာပဲဟင်နရီရောက်လာပြီးတော့ဖာဒီမာပြောင်းနေတဲ့အကြောင်းကိုလာပြောတဲ့အတွက်ဂျိတ်လည်းအခုမှဒီကိစ္စကိုသိပြီးတော့ဟင်နရီနဲ့အတူဖာဒီမာကိုလိုက်ရှာဖို့လုပ်လိုက်ပါလေ။ဗီတာတော့ပစိမ်းယူပြီးတော့ဒေါ်ရီကဗလင်းတွေချိတ်ထားတယ်။တစ်ပင်ကိုလာခုတ်နေပါလေ။အဲဒီချိန်မှာတင်ဖြူအောင်ကောင်လေးရောက်လာပြီးတော့မင်းအလိုလုံးလို့မရဘူးလို့လာပြောပါလေ။ဗီတာဖြူအောင်ကောင်လေးကရင်ကားထက်ကြီးလာတာကိုသတိထားမိသွားပါလေ ဖြူအောင်လေးကဗီတာငငယ်လေးတဲကနေခုချိန်ထိတပုံစံနဲ့ရှိခဲ့ပြီမဲ့အခုတော့ရင်ငါးတက်ကြီးလာတာပဲဖြစ်ပါတယ်ဗီတာငါလူတွေဘလို့ကူညီရမလဲဆိုတာပြောပြပါလို့မေးပေမဲ့အဖြူအောင်လေးကတစ်ပင်ကိုမခုတ်ဖို့ပဲပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်တမမတော့ဂျင်းနဲ့အီတန်တို့ကသူတို့ရဲ့နောက်တွဲကားရှိတဲ့နေရာမှာဖာတီမာကိုလာပြီးတော့ရှာကြပါတယ်အီတန်လေးကသူ့အမဂျူလီအပြက်စီးတွေထဲဝင်ပြီးတော့တက်သွားတာသူဝင်ခိုင်းလို့လူယူဆပြီးတော့စိတ်မကောင်းဖြစ်နေတဲ့အတွက်ဂျင်းကသူ့သားကိုကားထဲခေါ်လာပြီးတော့ဖြောင်းဖြားပေးနေပါတယ် သူတို့နှစ်ယောက်ကားရေပြန်ထွက်လာတော့မယ်အချိန်မှပဲရေဒီယိုကနေသောမတ်ရဲ့အတန်းကိုကြားလိုက်ရပါတယ်။ဤတန်ကအဲ့ဒါသောမတ်မဟုတ်ဘူးဖေးသွားကြဆိုလို့ပြောလိုက်ပါတယ်။ဂျူလီနဲ့တပီတာတို့ကတော့ဗီတာရဲ့ကိုနေနာဟောင်းနာမှာဖာတီမာကိုလာပြီးတော့ရှာနေကြတာပါ။ဂျူလီကသူ့မေကိုမနေ့ကသူ့တက်သွားတော့ကထူးဆန်းတဲ့အခန်းတစ်ခုထဲကိုရောက်သွားတယ်ဆိုတဲ့အကြောင်းကိုစပြီးတော့ပြောပြပါတယ်။အဲဒီမှာသူတွေးခဲ့တဲ့အကြောင်းတွေကိုပြန်ပြောပြပြီးဗီတာနဲ့အမေလိုင်ကောင်းထဲမှာစကားပြောနေရကိုလည်းကြားရတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဂျူလီကအရန်ကိုကြောက်နေတဲ့အတွက် တပီသားကသူ့သမီးကိုနှစ်သိမ့်နေပါလေအဲ့ချိန်မှာပဲတပီသားကခလေးတယောက်ကိုမြင်လိုက်ရပါတော့တယ်ပြီးတော့အဲ့ခလေးကသူ့နောက်လိုက်ခဲ့ဖို့ခေါ်လိုက်တဲ့အတွက်တပီသားလည်းအနောက်ကနေလိုက်သွားလိုက်ပါလေတပတ်မှာတော့ဟင်နရီကသူ့သားကိုသူစိတ်ပူတဲ့အကြောင်းဂျိတ်ကိုပြောပြနေပြီဂျိတ်ကခမဗစ်တာကိုကောင်းအောင်ပြုပြင်ပေးခြင်းတယ်ကုညီခြင်းတယ်ဆိုအောင်သိပေမဲ့မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါလေဗစ်တာဒီနေရာမှာဆယ်စုနှစ်နဲ့ကြီးပြီးတော့အသက်ရှင်လာတဲ့အတွက်ဒီနေရာသူ့ကိုဒီလိုပုံစံဖြစ်အောင်လုပ်လိုက်တာပဲလို့ပြောလိုက်ပါလေ ပြီးတော့ဗီတာကိုသူ့အရှိတိုင်းပဲလက်ခံပြီးတော့ကူညီပေးဖို့ထပ်ပြောလိုက်တာပါအဲနောက်တော့ဂျိတ်ကဒီလိုရှာဖွေတဲ့နေရာမှာကျွန်တော်ကအသုံးမဝင်ဘူးဘာလို့ပြန်ပြီးတော့ဖြေရှာတဲ့လို့ပဲပြန်လုတော့မယ်လို့ပြောလိုက်ပါတယ်အဲဂျင်နဲ့အဲလစ်တို့ကတော့ဖာတီမာကိုဆက်ရှာနေပြီအဲဂျင်ကမင်းဖာတီမာကိုမဆုံးရှုံးရပါဘူးသူအဆင်ပြေမှာပါလို့ပြောနေပါတယ်ပြီးတော့အဲဂျင်ကဖာတီမာကငါတို့ကိုကူညီဖို့အတွက်တခုလုံနေရလဲဖြစ်နိုင်တယ်လို့ပြောတဲ့အတွက်အဲလစ်ရဲ့အဲဂျင်ကိုမတင်ငါဆပြီးတော့ဖြစ်လာပါတော့တယ်ဖာတီမာတော့ဂျမ်းမင်းတကားကိုဖွင့်နိုင်ဖို့အသေးအံကိုစူးစမ်းနေပြီမြေ တကကြက်နေရာတောင်ဖွင့်လို့မရပါဘူးအဲအချိန်မှာပဲကီမိုနိုဝတ်ဆုံတဲ့အမျိုးသမီးလဲထပ်ပြီးတော့ပေါ်လာပါတော့တယ်ဒါဗီတာနဲ့ဂျူလီတို့ကတော့ကလေးနောက်ကိုဆက်ပြီးတော့လိုက်နေပါတယ်ဖာဒီမာတို့ကီမိုနိုဝတ်ဆုံတဲ့အမျိုးသမီးကတိုးတိုးနေဖို့ပြောပြီးဗဇက်ကိုပိတ်လိုက်ပါတယ်ဒါဗီတာတို့ကလေးကဖာဒီမာရှိနေမြေအောင်ခန်းကိုခေါ်လာခဲ့တာပဲဖြစ်ပါတယ်ဒါဗီတာလည်းမြေအောင်ခန်းကိုစဉ်းကြည့်ပြီးတော့တရားအောင်ရှိမလားလို့ရှာကြည့်နေအဲဒီထဲမှာဗီတာကိုတွေးလိုက်ရပါတယ်အပြင်မှာလူတွေရောက်နေတဲ့အတွက်ဖာဒီမာအတန်မကြောက်အောင်မကောင်းစွာမျိုးသမီးကဖာဒီမာဗဇက်ကိုပိတ်ထားတာပါ ဖေဒါသူ့မိသူ့ကိုပုံခိုင်းထားခဲ့တယ်ဒီနေ့အောင်ပြန်လာပြီးတော့သူ့မိသူ့ကြောင့်တေးခဲ့ရတာဆိုပြီးတော့ဝမ်းနေနေခဲ့တာပါတပိတာကဒါရှင်းပြမဟုတ်ပါဘူးရှင်ကကလေးပဲရှိသေးတာလေးလို့ပြောလိုက်ပြီးတော့ဖေဒါကိုနှစ်သိမ့်ပေးနေပါလေဖေဒါကိုဖတ်ထားလိုက်တဲ့အချိန်မှာပဲတပိတာကဖေဒါမိမိုင်ရန်ဒါတယောက်ဖေဒါတို့ကိုဒီမြေအောင်ခန်းထဲမှာပုံခိုင်းထားခဲ့တဲ့ညကိုမြင်အောင်သွားခဲ့ပါတော့တယ်တပိတာထိတ်လန့်သွားပြီးတော့မြေအောင်ခန်းအပြင်ကိုပြေးထွက်လိုက်ပါလေအဲ့မှာနေမိုင်ရန်ဒါသစ်ပင်စီကိုသွားခဲ့တဲ့အချိန်တွေကိုလည်းပြန်သတိရလာပြီးတော့မိုင်ရန်ဒါတယောက် ။ဒီပင်နာကိုရောက်လာတဲ့အချိန်ကျမှမကောင်းဆိုးဝါးတကောင်ရောက်လာပြီးသူ့ကိုတပစ်ခဲ့တာဖြစ်ပါလေ။အိုင်နာတော့တပီသားမှဖြစ်နိုင်ဘူးလို့ရေညွတ်ပြီးတော့ငိုနေခဲ့ပါတော့တယ်။နောက်တစ်ခါမှတော့ဘွိုင်းနဲ့ကန်နီတို့ကစကန်ကိုပြန်ပြီးတော့ဖာဒီမာကိုဘယ်နေရာဒီမှာဆက်ပြီးတော့ရှာကြမလဲဆိုတာတိုင်မင်နေကြပါလေ။အဲဒီအချိန်မှာပဲအဲလစ်ကရောက်လာပြီးတော့ဖာဒီမာမမာရှိလဲဆိုတာအေဂျင်တိတယ်လို့သူထင်တဲ့အကြောင်းကိုပြောလိုက်ပါတော့တယ်။တပတ်မှဖာဒီမာကတော့ဘိုက်ကတဖြည်းဖြည်းပို့ပြီးတော့ကြီးလာပြီးနေစေလားစေအချိန်မျိုးကိုရောက်လာခဲ့ပါပြီ။ ဖာဒီမာဘိုက်ထဲကတော်တော်နာလာတဲ့အတွက်သူ့ဘိုက်ကိုသူကြည့်လိုက်ရမှာဘိုက်ထဲမှာတစုံတရာကလှုပ်ရှားနေတာကိုမြင်လိုက်ရပါတော့တယ်ဓမ္မမအဲလစ်ကတော့အေဂျင်တယောက်သူ့ကိုပြောခဲ့တဲ့စကားတွေကိုပြန်ပြောပြနေပြီအေဂျင်ပုံစံအေးဆေးပဲတခြားလူတွေလိုဖာဒီမာပြောက်တာကိုစိုးရိမ်နေတဲ့ပုံလဲမပေါ့ဘူးလို့ပြောပါတယ်အားနဲ့ဘိုက်ကကန်ဒီလိုကိုကိုလိုနီအိမ်ကိုသွားပြီးတော့အေဂျင်ကိုစောင့်ကြည့်ထားဖို့မှားလိုက်ပါတော့တယ်ဓမ္မမတပီသာကတော့ဒေါ်ထဲမှာမေးလဲသွားတဲ့အတွက်ဗီတာနဲ့ဂျူလီတို့ကအိမ်ပြန်ခေါ်လာကြပါတယ် ဗီတာကအီသန်ကိုသူ့အဖြူအောင်ကောင်လေးကိုတွေးခဲ့တယ်လို့ပြောပြလိုက်ပါတယ်။တာဗီတာကဂျင်းကိုမြေအောင်ခန်းထဲမှာသူ့ကြုံခဲ့ရတဲ့အကြောင်းပြန်ပြောပြနေပြီးတော့သူဗီတာကိုဖတ်လိုက်တဲ့အချိန်မှာမိုင်ရန်ဒါလို့ခံစားမိခဲ့လို့ပြောလိုက်ပါတယ်။အန်နာရောဂျင်းကဂျိတ်စီကိုရောက်လာပြီးတော့တာဗီတာကိုအတူတူကူညီဖို့အတွက်လာပြီးတော့ပြောပါတယ်။တပတ်မှဘွိုက်ကတော့ဆာရာကိုလာရှာပြီးတော့သူနဲ့အတူကိုလိုနီအင်ကြီးကိုလိုက်ခဲ့ဖို့ပြောပါတယ်။ပြီးတော့အဲလစ်ပြောခဲ့တဲ့အဲဂျင်းအကြောင်းတွေကိုပြန်ပြောပြပြီးအဲဂျင်းကတစုံတရာနဲ့ဆက်သွယ်လုပ်နေတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ဘွိုက်ကဆာရာကိုအဲဂျင်းသားတစ်ခုနဲ့ဆက်သွယ်နေတယ်ဆိုရင် ဲ့ຢာကသူထင်းလို့ကောင်းနေရမဟုတ်ပဲမကောင်းတဲ့ຢာသာဖြစ်တယ်ဆိုတာကိုနားလည်အောင်ရှင်းပြစေချင်တာပါမတ်တာကီမှာပဲဘွိုင်းတို့ကိုလိုနီအိမ်ကိုရောက်လာပြီးတော့ဒိုနာဘာတွေဖြစ်နေရလဲလို့မေးပါတယ်ဘွိုင်းကဒိုနာကိုအိမ်ထဲကလူတွေကိုခဏရှင်းပေးဖို့ပြောလိုက်ပြီးသူတို့တွေအဲဂျင်နဲ့စကားပြောရမယ်လို့ပြောပါတယ်တမမဂျိတ်ကတော့ဂျင်လာခေါ်တဲ့အတွက်သူတို့အိမ်ကိုလိုက်သွားပြီးတော့ဒါမီတာမြင်ခဲ့တဲ့အကြောင်းတွေကိုသူလည်းသိသွားခဲ့ပါပြီတမမအဲဂျင်ကတော့အထုပ်ပိုးတွေယူပြီးဗာဒီမားစီကိုသွားဖို့ပြင်နေခဲ့ပါတယ်အဲဒီမှာပဲဘွိုင်းတို့ရောက်လာပြီးတော့စကားခဏပြောအောင်လို့ပြောလိုက်ပါတယ် ဝိုင်ကအခန်းထဲရောက်တော့အေဂျင့်ရဲ့အထုပ်ပိုးတွေဖွင့်ကြည့်လိုက်ပြီးတော့ဘယ်သွားမလို့လဲလို့မေးလိုက်ပါတယ်ပြီးတော့ဖာတီမာမမလဲဆိုတာမေးသိလားအမှန်တိုင်းဖြေပါလို့မေးလိုက်တော့အေဂျင်ကမငင်းပဲကျွန်တော်ပြောလို့မရလို့ပါလို့ပဲပြန်ပြောလိုက်ပါတယ်အေဂျင်ကကျွန်တော်ကကူညီချင်တာပါဗျာဘယ်သူမှမထိခိုက်စေချင်အခုဖြစ်နေတာကောင်းတဲ့အရာပါလို့ဘွိုက်တို့ပြောပါတယ်အေဂျင်ကကီမိုနိုဝတ်စုံနဲ့မကောင်းဆိုးဟာအမျိုးသမီးပြောတာကိုတကယ်ကိုယုံကြည်နေတာဖြစ်ပြီးအဲ့ဒီအမျိုးသမီးတို့ကဖာတီမာသာခလေးမွေးပေးလိုက်လို့ရှိရင်တို့တွေအကုန်လုံးအိမ်ပြန်နိုင်ကြမှာလို့ထင်နေခဲ့ပါတယ် အဲ့ချင်းကသူမြင်နေရတဲ့ကီမိုနိုဝတ်ဆောင်တဲ့အမျိုးသမီးကြောင်းဘွိုက်တို့ပြောပြပြီးတော့သူကကျွန်တော်တို့ကူညီချင်နေတာလို့ပြောလိုက်ပါတယ်။ပြီးတော့ဖာတီမာရဲ့ခလေးကကျွန်တော်တို့အားလုံးကိုကယ်မှာပဲလို့ပြောလိုက်ပါတော့တယ်။အိုင်မာရင်ဆာရာငါကိုငါတတ်ခဲ့တဲ့အကြောင်းနင်သိတယ်မလားလို့မေးလိုက်ပြီးငါ့ကိုလည်းအဲ့တုန်းကအတန်တစ်ခုကကလေးတယောက်ကိုတတ်ခိုင်းခဲ့တာလို့ပြောလိုက်ပါတယ်။အဲ့လိုတိုင်ရင်အားလုံးအိမ်ပြန်နိုင်မယ်လို့ပြောတာကြောင်းငါလုံးခဲ့တာပဲ။တကယ်တော့အဲ့ဒါလိန်နေခဲ့တာ။ဒီနေရာငါတို့ဘာတစ်ခုမှကောင်းတာလုပ်ပေးမှာမဟုတ်ဘူးလို့ဖြောင်းပြပြီးတော့ပြောပါတယ်။ဒါပေမဲ့အဲ့ချင်းကအခုကဘယ်သူမှသေးကြမလို့လေ။ ဲ့လိုပြောလိုက်ပြီးတော့ဖာရီမာကလေးမွေးလိုက်အကုန်လုံးအဆင်ပြေသွားမှာလို့ထပ်ပြောပါတယ်ဒိုနာဖာရီမာစီမာကလေးရှိနေတော့မွေးဘွားလာအများကြီးလိုသေးရဲ့လေးလို့ပြောလိုက်တော့အေဂျင်ကကလေးကအခုချက်ချင်းကိုကြီးထွားလာနေပြီလို့ပြောလိုက်ပါတော့တယ်အဲလိစာတော့စိတ်မရှိတော့ပဲဖာရီမာဘာမှလည်းပြောစမ်းလို့ပြောပြီးတော့အေဂျင်ကိုထိုးဖို့လုပ်ပါတော့တယ်အားနဲ့ဘွိုက်ကအဲလိစကိုအပြင်ခေါ်ထုတ်သွားပြီးတော့စိတ်ထိမ်းမှုကိုပြောလိုက်ပါတယ်အိုင်မာနေစာရာကအေဂျင်ရှင်တို့ကိုဖာရီမာဘာမှလဲဆိုတာပြောပြမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးသူခေါင်းထဲမှာဒီလိုလုပ်ရင်အားလုံးကိုကယ်တင်နိုင်မယ်ဆိုရက် ယုံကြည်ချက်ကဆွဲထင်သွားခဲ့ပြီလို့ပြောပြလိုက်ပါတယ်။ဒါအောင်ဆာရာကသူလဲခံစားမှုတွေအတွက်အဲ့ဒီအကြောင်းကိုသိနေတာပါ။အဲ့တော့ဘွိုက်ကတခုလှုပ်ဖို့အတွက်ပြင်ဆင်မာတော့တယ်။ဘွိုက်ကဂူတောင်တွေကနေတူတွေခွားတွေပလာတွေလိုပစ္စည်းတွေသွားယူတာဖြစ်ပြီးအေဂျင်တီတိုင်းမေးလို့မဖြစ်နှိပ်ဆက်ပြီးတော့မေးဖို့အတွက်စပြီးတော့စဉ်းစားနေတာပါ။အဲ့ဒီမှာပဲဖာသာကာထရီပြန်ပေါ်လာပြီးတော့မင်းဖာရီမာတော့ကကြတော့ဖာရီမာကိုကာကွယ်ပေးခဲ့ပြီ။အခုအေဂျင်လဲသူမှန်တာလုံးနေလို့ထင်အောင်ဒီနေရာလှုပ်ထားလေလို့ပြောပါတယ်။ပြီးတော့မင်းအဲ့လိုမျက်နှာလိုက်လို့မရဘူးလေကွာ။မျက်မှတ်တာလှုပ်ရမှာပေါ့လို့ထပ်ပြောပါတယ်။ ကာထရီကမင်းပြောတော့ဒီနေရာမင်းကိုဖျက်ဆီးတာမခံဘူးဆိုအခုမင်းအဲချင်းကိုနှိပ်စက်လိုက်ရင်ဒီနေရာနိုင်သွားလိမ့်မှာပေါ့လို့ပြောလိုက်ပါတော့တယ်ဒါမဲ့ဘွိုက်ကငါမလို့ငါထွေးမသေးပါလေကွာလို့ပြန်ပြောပါတယ်တပတ်မှာဖာတီမာတော့ဒေါသတွေထွက်နေပြီးသွေးပလင်းကိုနာန်နဲ့ပေါခွဲပြစ်လိုက်ပါတယ်အဲချင်းမဂျင်းဂျိမ့်နဲ့တပီတာတို့ကတော့ခုနတော့ကတပီတာကိုကလေးတယောက်စားခေါ်သွားတယ်နေရာကိုပြန်လာနေကြပါတယ်ရန်တဲကလည်းနားထဲမှာပဇင်းရင်ခွဲကောင်းတွေအော်တန်ကိုဇက်တိုက်ကြားနေတဲ့အတွက်မနေနိုင်တော့ပါဘူး အဲ့ဒါနဲ့ဈေးကန်းတွေကလျှက်စစ်ရှော့ရိုက်တဲ့ဆက်ကိုယူလာပြီးတော့သူ့ခေါင်းအောင်သူရှော့ရိုက်နေပါတယ်။မာရီယယ်လည်းရန်တဲကိုမတင်ကားတဲ့အတွက်လာပြီးတော့ကြည့်တော့မှရှော့ရိုက်နေတာကိုမြင်တဲ့အတွက်အမြန်တားလိုက်ရပါတယ်။ပြီးတော့မာရီယယ်ကရန်တဲကိုနေအစီမေသွားမှာပါဆိုပြီးတော့နှစ်သိမ့်ပေးနေပါတယ်။ဒီဘက်မှာဘွိုက်ကတော့သူ့ရဲ့နှိမ့်ဆက်တဲ့ကိရိယာကိုယူပြီးတော့အိမ်ထဲကိုပြန်ဝင်လာပါတယ်။အဲလစ်တို့လည်းဘွိုက်ဘာလို့တော့မယ်ဆိုတာကိုသိနေတဲ့အတွက်မလုပ်ဖို့တားပါတယ်။ဒါမဲ့ဘွိုက်ကဘသူမှအပေါ်တက်မလာစေနဲ့လို့ပဲပြောလိုက်ပြီးအေဂျင်စီကိုသွားပါတော့တယ်။ပြီးတော့ဘာပဲဖြစ်လာလားအကုန်ငါတောင်းအောင်ပဲလို့ပြောလိုက်တာပါ။ ကန်ဒီကလည်းဘွိုက်ကိုတားဖို့လုပ်ပေမဲ့တားလို့မရတဲ့အတွက်အောက်ထပ်ကိုပဲဆင်းသွားခဲ့ပါလေဘွိုက်ကတော့အခန်းရှိမှခဏတွေ့ဝေပြီးတဲ့နောက်အေဂျင်ရှိတဲ့အခန်းထဲကိုဝင်လာလိုက်ပါလေအေဂျင်ကကျွန်တော်ပြောပြချင်ပါတယ်ဗျာဒါမဲ့ပြောလို့မရလို့ပါလို့ပြောပါတယ်အားနဲ့ဘွိုက်လည်းမင်းလည်းလုပ်ဖို့လိုတော့မင်းလုပ်ငါလည်းငါလုပ်ဖို့လိုတော့ငါလုပ်မယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူတူတွေ ग्वा တွေကိုအိမ်ထဲကနေထုတ်လိုက်တဲ့အတွက်အေဂျင်လည်းလန့်သွားပါတော့တယ်အဲဒီမှာပဲအေဂျင်ရဲ့ကင်မရာကနေဓာတ်ပုံတစ်ပုံကအလိုလိုထွက်လာပြီးဘွိုက်ကအရင်ပုံယူကြည့်လိုက်ရမှာတော့ရေကန်ဘေးလေးက အိမ်လှလာလေးတစ်လုံးကိုမြင်လိုက်ရပါတယ်။ဓမ္မမဗီတာကတော့သူ့အဖေကိုပြစရာရှိတယ်ဆိုပြီးတောင်ကုန်းတစ်ခုပေါ်ကိုခေါ်လာခဲ့ပါတယ်။အဲ့ဒီမှာဗီတာကသူ့အမေနဲ့သူ့ညီမလေးကိုမြုံနှံထားခဲ့တာဖြစ်ပြီးတော့အမတ်သားအနေနဲ့ကြောက်တုံးလေးတစ်လုံးစီလဲထားထားခဲ့ပါတယ်။ဟင်နရီလည်းအခုမှသူ့ဇနီးနဲ့တမီးရဲ့မြေပုံကိုရောက်နေရတယ်ဆိုတာကိုသိလိုက်ပါတော့တယ်။ဗီတာကတော့ဒါကျွန်တော်အပြစ်တွေပါလို့ပြောပြီးတော့ကလေးတွေကိုကြားမယ့်ကိစ္စကိုအမေကိုကျွန်တော်ပြောပြလိုက်တာ။အားကြောင့်အမေသေခဲ့ရတာပဲလို့ပြောပါတယ်။အားနဲ့ဟင်နရီကသူ့သားကိုဒါပြေမဟုတ်ပါဘူးွာလို့ဖြောင်းပြပြီးတော့အဖေက မင်းကိုအမြဲတမ်းစောင့်ရှောက်ဖို့စူးစမ်းသွားမှာပါလို့ပြောလိုက်ပါတယ်။ဓမ္မမဂျိတ်တို့ဖွဲ့ကတော့ဗလင်းထဲကနံပါတ်တွေကအရေးကြီးကြောင်းသိပေမဲ့ဘလို့ဖြေရှာမှန်းမသိဖြစ်နေပါတယ်။ဂျိတ်ကဒီနံပါတ်တွေကိုတေချာစစ်ကြည့်တော့ကနန်းတင်ဆက်နှလုံးရှိတာကိုသိခဲ့မယ်။ဘာအတိတ်ပဲမှန်းတော့မသိပါဘူး။တင်ချာနီဖွဲ့စာနီဘေဘီလုံဆက်နှလုံးကိန်းကန်းနီတွေလားလို့ဂျိတ်ကအဖြေလိုက်ရှာပေမဲ့ဘယ်ဟာမှဟုတ်မနေပါဘူး။အဲ့ဒါနဲ့ဂျင်းကဂီတာဆက်ကြပါလားသုံးဘာသာစကားပဲ။ဂီတာမှလည်းနှုတ်ဆက်နှစ်ခုရှိတာမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။အဲ့တော့မှဂျိတ်လည်းချက်ချင်းခေါင်းထဲမှာအဖြေပေါ်သွားပြီးတော့ ဂျင်းကိုမင်းကညံနှီးချိန်ပဲလို့ပြောလိုက်ပါတယ်ပြီးတော့သူတို့တွေဂျိတ်ရဲ့ဘားကိုချက်ချင်းပြန်ဖို့လှုပ်ကြပါတော့တယ်ဗာရီယန်နဲ့ခရစ်စီတို့ကတော့ရန်ဒဲကိုအိတ်ဆေးပေးပြီးတော့အိတ်အောင်လှုပ်ထားလိုက်ပါတယ်ခရစ်စီကနေတော့အတူတူသတိလစ်သွားတဲ့အထဲမှာရန်ဒဲကအခုလိုဖြစ်နေတယ်ဂျူလီယာလည်းအဆင်မပြေတာသိကြတယ်နင်းကဘာလို့ရာရာအဆင်ပြေတယ်လို့မျိုးဟန်ဆောင်နေရလဲလို့မာရီယက်ကိုမေးပါတယ်ခရစ်စီကမာရီယက်ကိုနေတကယ်အဆင်ပြေလားလို့သေချာမေးတော့မာရီယက်လည်းမပြေဘူးလို့ဖြေလိုက်ပါတော့တယ်တမမဘွားကတော့အဲချင်းကိုဂျိုးနဲ့ဆချီနေပြီးအဲချင်းကကြောက်လန့်နေပါတယ် အဲ့ကျင်ကပုံကဘာပုံလဲလို့မေးလိုက်တော့ဘိုက်ကဒေါသတကြီးနဲ့ငါအငိမ့်စားပြီးတော့ငါမိမနဲ့တူဝဲခဲ့တဲ့အိမ်ရဲ့ပုံကိုပြောလိုက်ပါတယ်။အားနဲ့အဲ့ကျင်ကဒါဆိုရင်ဒီတိတ်ပဲကကျွန်တော်အိမ်ပြန်ရတော့မယ်ဆိုရင်အတိတ်ပဲပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘိုက်ကအဲ့လိုမဟုတ်ဘူးလို့ပြောလိုက်ပြီးဘိုက်ကသူ့ကိုဒီနေရာပိုခံစားနေအောင်လုပ်နေလို့ပဲယူဆနေပါတယ်။ပြီးတော့ဘိုက်ကဒေါသတကြီးနဲ့မင်းငါမိသားစုဝင်တယောက်ကိုဖမ်းလာတာခုချက်ချင်းဖာရီမာပေါ်မှာလဲပြောစမ်းလို့ပြောလိုက်နေမပြောမချင်းမင်းကနှိပ်ဆက်မှလို့ချိန်ချောက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ကျင်ကမဖြေတဲ့အတွက်ဘိုက်ကအဲ့ကျင်လက်ကိုဒူးနဲ့ထူးချလိုက်ပါတယ်။ အဲဒီနောက်အုံဟင်းနေတဲ့အချိန်မှာပဲရဲမေကဖာတီမာကိုအပြေးမှာထွက်ရှာနေရကနေအိမ်ပြန်ပြီးတော့ရောက်လာပါတယ်။သူကအဲချင်းအော်တန်ကိုကြားလိုက်တော့ဘာဖြစ်တာလဲဆိုပြီးတော့အပေါ်ပြေးတက်သွားပါတော့တယ်။အိုင်မာရဲမေကဘွိုက်တယောက်အဲချင်းလက်ကိုတူနဲ့ထူနေတာကိုမြင်လိုက်ပါတော့တယ်။အဲနောက်ဘွိုက်ကအကုန်လုံးသူနဲ့တူအောက်ထပ်ပြန်လိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။အဲချင်းကဘွိုက်နှိမ့်ဆက်နေမဲ့အခုထိဖာတီမာဘာမှလဲဆိုတာကိုမဖြေသေးပါဘူး။တမမဂျိန်းနဲ့တပီတာကတော့ပလင်းထဲကကနန်းတွေကိုကြည့်ပြီးဂီတနှုတ်တွေဖြစ်နေပြန်ပြီးတော့ပြောင်းနေခဲ့ပါတယ်။ ဂျိန်ကတော့ဗီတာရဲ့တရောကိုသွားယူနေတာဖြစ်ပါတယ်။တန်ဇနီယိုစီနေနဲ့ဂျိန်ကခေါင်းထဲမှာရုတ်တရက်ဒီလုံးတန်ကိုကြားလာရပါတယ်။အဲ့ဒါနဲ့ဂျိန်ကဂျိတ်ကိုခဏတားလိုက်ပြီးတော့မင်းကောင်းတဲ့ဒီလုံးတန်အလိုလိုဝင်လာတာထူးဆန်းနေရလို့ပြောလိုက်တော့ဂျိတ်ကတချင်းတော့ငါတို့ဘာထိခိုက်မှာမဟုတ်လို့လဲလို့မေးပါတယ်။အဲ့မှာရင်ဂျိန်ကဝိုင်းကိစ္စတော့ဒီလုံးတန်မြည်တဲ့တစ်တာတစ်ခုကြောင့်ငါတို့ကုံသေးတော့မလို့ဖြစ်ခဲ့တာလေလို့သတိပေးလိုက်ပါတယ်။အဲ့နဲ့တပီတာကဂျန်တဲ့သူတွေဘေးကင်းအောင်ဒီချင်းကိုမျိုးထဲမှာမတီးပဲတောထဲမှာသွားတီးကြမယ်လို့ပြောလိုက်ပါတယ်။ တပတ်မှဖာဒီမာတော့ဖန်ခွဲစားနေသူ့ဘိုက်ကိုသူခွဲထုတ်ဖို့ကြိုးစားနေပြီဂီမိုနိုဝဲဆောင်တဲ့မျိုးသမီးကတားလိုက်ပါတယ်အဲဒီအချိန်မှာပဲဖာဒီမာရေမွာပေါက်သွားပြီးတော့ကလေးကဆပြီးတော့မွေးကန်နီးနေပြီဖြစ်ပါတယ်တပတ်မှဂျူလီကတော့အီသန်နဲ့အတူဓမင်းစားခဲမှာထိုင်နေတဲ့သူတော်ထဲမှာမြင်ခဲ့တဲ့တက်သွားတော့ကအဖေပြတ်တွေကိုသူ့မောင်ကိုပြောပြလိုက်ပါတယ်အားနဲ့အီသန်ကပုံမြင်တဲ့ကလို့ဆိုရင်နေကပုံမြင်တဲ့မှာဖြစ်ပြီးသားအခန်းတွေကိုပြန်သွားနိုင်တဲ့လူလိုပဲလို့ပြောလိုက်ပြီးတော့ဒါမဲ့နေဖြစ်ပြီးသားအဖေပြတ်တွေတော့ပြန်ပြောင်းလို့မရဘူးလို့ပြောပါတယ် ကိုလိုနီအိမ်မှာတော့ရဲမေက white ကိုအဲဂျင်ကိုနှိပ်ဆက်တဲ့အတွက်ပြဿနာရှာနေပါလေသူတို့တွေစကားများနေကြဒုံးမှာပဲဆာရာအဲဂျင်ရှိတဲ့အပေါ်ဓာတ်ကိုတတ်သွားခဲ့ပါလေအဲဂျင်တော့ပမာငိုနေပြီးတော့ white ကိုတားပေးဖို့အတွက်ဆာရာကိုတောင်းမှန်နေတာပါဆာရာကနေကလူတွေကိုကယ်ဖို့လုပ်နေမယ်ဒီတိုင်းဆက်လုပ်နေလို့ရှိရင်ဖာဒီမာတည်သွားလိမ့်မယ်လို့ပြောပါတယ်ဆာရာက white ကလူကောင်းဆိုတော့နေစရာအဖြေတည်ရဖို့ဆိုရင်ဘယ်လောက်ထိလုပ်ဖို့လုံမှန်း तू မတည်ဘူးလို့ပြောပါတယ်ပြီးတော့ဒီနေရာ white ရဲ့ဝိညာဉ်ကိုဖျက်ဆီးတာငါလက်မခံချင်ဘူးငါဝိညာဉ်ကတော့ဖျက်ဆီးပြီးသားပါပဲလို့ပြောပြီး ။ဝက်ဦးလေတချောင်းကိုကောက်ကင်လိုက်ပါတော့တယ်။အောက်ထပ်မှာတော့ဘိုင်းနဲ့ရဲမရငင်းကုန်နေတဲ့ဖြစ်ပြီးတော့အဲ့ချိန်မှာပဲအပေါ်တက်ကအဲ့ချင်းရဲ့နာနာချင်းချင်းအော်ဟိတန်ကိုကြားလိုက်တဲ့တော့အကုန်လုံးလဲလန့်ဖြန်ပြီးတော့အပေါ်ပြီးတက်လာပါတော့တယ်။အပေါ်ရောက်တော့ဝက်ဦးလေကင်ထားပြီးတော့သွေးတွေပေနေတဲ့ဆာရာနဲ့မျက်လုံးတစ်လုံးပေါက်ထွက်နေတဲ့အဲ့ချင်းတို့ကိုမြင်လိုက်ရပါတော့တယ်။အနောက်တော့ဆာရာဖာဒီမာမြေအောင်ခန်းထဲမှာလို့ပြောလိုက်ပါတော့တယ်။အဲ့ချိန်မှာဂျိတ်တို့သုံးအောင်ကတော့ပလင်းတွေချိတ်ထားတယ်။တစ်ပင်နာမှာတေအောထိုးဖို့လုပ်နေကြပါပြီ ဂျိတ်ကစာထဲကနှုတ်ဆွေတိုင်းဝမ်းနေဖို့ကောင်းတဲ့တေးသွားတစ်ခုကိုထိုးလိုက်ပါလေ။အဲဒီချိန်မှာဘွိုင်းတို့အဲလစ်ဆုတ်ကဖာဒီမာရှိတဲ့နေအောက်ခန်းကိုအမြန်ပြေးသွားနေကြပါပြီ။ဖာဒီမာလည်းကလေးစားမွေးနေဖြစ်ပြီးတော့ကီမိုနိုဝတ်စုံတဲ့အမျိုးသမီးကသူ့ကိုကူပြီးတော့မွေးပေးနေတာပါ။ဘွိုင်းတို့တွေမရောက်ခန်းထဲကိုရောက်တော့နန်နောက်မှာဖာဒီမာရဲ့အော်တန်ကိုကြားလိုက်ရတဲ့အတွက်အဲလစ်ဆာတကောက်ကိုအမြန်ရှာနေခဲ့ပါလေ။ဒါပေမဲ့အဲဒီချိန်မှာပဲဖာဒီမာအသားလုံးလိုလိုကလေးလိုလိုအရာတစ်ခုကိုမွေးထုတ်လိုက်ပြီပဲဖြစ်ပါလေ။အဲနောက်မှာတော့ကီမိုနိုဝတ်စုံတဲ့အမျိုးသမီးကအဲဒီရာကိုယူပြီးတော့ ဂျမ်းမင်းကတကားပေါက်ကနေအောက်ကိုဆင်းသွားပါတော့တယ်။အဲလီဆိုလည်းအခန်းထဲကိုရောက်လာပြီးတော့ဖာတီမာကိုရှာတွေ့သွားခဲ့ပါပြီ။ဖာတီမာကသူ့မွေးလိုက်တဲ့အရာကိုအောက်ကိုယူသွားတယ်လို့ပြောတဲ့တော့။ဘွိုက်လည်းကြီးလိုက်တော့လေကားတစ်တွေကိုမြင်လိုက်ရပါတယ်။ဘွိုက်ကအဲလီစတန်ကန်ဒီတို့ဖာတီမာကိုကိုလိုနီအင်စီပြန်ခေါ်သွားဖို့မှားလိုက်ပြီးငါအောက်ကိုဆင်းကြည့်လိုက်အောင်မယ်လို့ပြောလိုက်ပါတယ်။အဲလီစတန်ကန်ဒီတို့ကတားဖို့လုပ်ပေမဲ့ဒါဘာဖြစ်ဖြစ်ငါတို့သိဖို့လိုတယ်လို့ပြောလိုက်တာပါ။ဂျိတ်ကတော့တယောနဲ့ဒေးသွားကိုစတီးနေတော့ပါ။အဲ့ဒီမှာပဲတော်ရဲရနေကလေးတွေထွက်လာပါတော့တယ်။ ဒါပေမဲ့အဲ့ဒီကလေးတွေကိုဂျိန်းနဲ့တပ်ပီသားတို့ပဲမြင်ရပြီးတော့ဂျင်းကမမြင်ရပါဘူး။အပေါ်မှာကြံခဲ့တဲ့ဖာတီမာတို့အဲလစ်ကိုမကောင်းဆိုးအားတွေကဘာရီလဲ။ဘာလို့လဲဆိုတာသူမြင်ခဲ့တယ်လို့ပြောပြီးတော့ဒီကောင်တွေကသူတို့ကလေးတွေကိုသူတို့ရစ်ပူစော်တာလို့ပြောလိုက်ပါတယ်။အဲ့လိုရစ်ပူစော်မယ်ဆိုရင်သူတို့ထာဝရအသက်ရှင်မယ်လို့တစုံတရာကဂရီပေးထားတာပဲဖြစ်ပါတယ်။ကီမိုနိုဝိဆုံတဲ့မျိုးသမီးကတော့ခမ်းမတစ်ခုတည်းကိုရောက်လာပြီးတော့အဲ့ဒီထဲမှာညာဘက်ဆိုထွက်လာတဲ့တဲ့မကောင်းဆိုးအားတွေအကုန်လုံးရှိနေပါတယ်။အဲ့ဒီမကောင်းဆိုးအားမျိုးသမီးကသူ့လက်ထဲကအရာကိုမြေပေါ်ကိုချလိုက်ပါတယ်။ ။ဘွားလည်းသူ့နောက်ကလိုက်လာပြီးတော့သူ့လုံနေရာကိုချောင်းကြည့်နေလိုက်ပါလေ။မကြခင်မှာပဲမြေပေါ်ကအရာကတဖေးဖေးနဲ့ကြီးထွားလာပြီးတော့လူတယောက်ပုံစံဖြစ်သွားတာကိုမြင်လိုက်ရပါလေ။သူ့ကိုယ်ဘကရေကုန်လေးကိုခွာချလိုက်တဲ့အချိန်မှာတော့ပြုံးနေတဲ့မကောင်းဆိုးဝါးကိုဘွားတယောက်မြင်လိုက်ရပါတော့လေ။အဲ့ဒီမကောင်းဆိုးဝါးကတစ်ပင်သားမှာမိုင်ရန်တာကိုတတ်ခဲ့တဲ့မကောင်းဆိုးဝါးဖြစ်ပြီးဘွားကစီကန်းအပြင်မှာသူ့သွေးနဲ့တတ်ခဲ့မှုတဲ့တကောင်တဲသောမကောင်းဆိုးဝါးလေးပဲဖြစ်ပါတော့လေ။အခုတော့အဲ့ဒီမကောင်းဆိုးဝါးကတစ်ခါပြန်လဲမွေးဖွားလာခဲ့တာကိုမြင်လိုက်ရပါပြီ။ ။ဓမ္မမကလေးတယောက်ကတော့တပိသားနားကိုရောက်လာတော့ဒူးထောက်လိုက်ပြီးအန်ခူီလို့ပြောလိုက်ပါလေ။တပိသားနဲ့ဂျိတ်တို့လည်းအခုမှခေါင်းထဲမှာအလင်းပွင့်သွားသလိုခံစားပြီးတော့အန်ခူီဆိုတာမှတ်မိပါလို့ပြောတာဖြစ်ကြောင်းကိုသိသွားခဲ့ပါလေ။ပြီးတော့သူတို့နှစ်ယောက်လုံးအတိတ်တွေအကုန်လုံးကိုပြန်သတိရသွားပြီးတော့တပိသားကအဲ့နေရာကနေပြေးထွက်သွားခဲ့ပါတော့တယ်။ဂျင်းကတော့ကလေးတွေကိုမမြင်ရတဲ့အတွက်နားမလည်နိုင်ဖြစ်နေပြီးတော့တပိသားနောက်ကိုလိုက်သွားခဲ့ပါလေ။တကယ်တော့ဖီတာရဲ့မိမိုင်ရန်တာဆိုတာတပိသားရဲ့အရင်ဘဝပဲဖြစ်ပြီးတော့အဲ့ဒါကြောင့်မီရန်တာမြင်တာတွေကိုသူကလည်းမြင်နေရတာပါ။ ဂျိတ်ကတော့ခရစ်ဆိုဖာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကဒီမျိုးကိုအချိန်ချင်းပြန်ရောက်နေကြတာပဲဖြစ်ပါလေ။ဘာလို့လဲဆိုတော့ပထမဆုံးအချိန်မှာကလေးတွေကိုကယ်ဖို့အတွက်မအောင်မြင်ခဲ့ကြလို့ပါ။ဒီဖြစ်ရက်တွေရဲ့ဟိုးအဆမှာဒဗီတာနဲ့ဂျိတ်တို့ကလင်းများတွေဖြစ်ပြီးတော့ဒီနေရာမှာရှိနေခဲ့ကြတာပါ။သူတို့ကယ်ဖို့လုပ်တဲ့ကလေးတွေတဲမှာလေသူတို့နှစ်ယောက်ရဲ့တမီးလေးတယောက်လည်းပါနေခဲ့ပါလေ။ဂျိန်ကဒါတွေကိုမယုံနိုင်ဖြစ်နေပြီးတော့ဒဗီတာတော့ဒါတွေကအမှန်ပါ။ငါခံစားမိနေလို့ပြောပါလေ။ပြီးတော့ဒဗီတာကသူ့ကိုအချိန်ခဏပေးဖို့ပြောတဲ့အတွက်ဂျိန်လည်းဒဗီတာကိုလှုပ်ပေးလိုက်ပါလေ။ ။တပိသားထွက်သွားပြီးတဲ့နောက်ဂျင်ကဘာလို့မှမသိပဲတုံတုံလှုပ်လှုပ်နေတယောက်တည်းတောထဲမှာလမ်းလျှောက်လာရင်သူတို့ဒီမြို့ကိုစပြီးတော့ရောက်ခဲ့တယ်။နောက်တွဲကားနာကိုရောက်လာခဲ့ပါတယ်။အဲ့ချိန်မှာပဲဂျူလီကတောထဲကနေကြောက်လန့်နေကြားနေပြေးထွက်လာပြီးဂျူလီမျက်နှာမှာဒဏ်ရာလေးရထားပါတယ်။ဂျူလီကြောက်ဘလို့လို့တောထဲရောက်နေလဲဆိုတော့မသိပါဘူး။ဂျူလီကသူ့ဖေကိုမျိုးတဲ့အမြန်ပြေးဖို့ပြောပြီးတော့အန်ရဲတခုလာတော့မယ်လို့ပြောလိုက်ပါတယ်။ဂျင်ကနားမလည်နိုင်ဖြစ်နေပြီးတော့သူသမီးကိုစိတ်အေးထားဖို့ပြောနေတော့မှပဲအဝါရောင်ဝစ်စုံနဲ့ထူးဆန်းတဲ့လူတယောက်ပေါ်လာခဲ့ပါတော့တယ်။ သူကကောင်းလိုက်တဲ့သချင်းလို့ပြောလိုက်ပြီးအနာကတ်လာတဲ့အတွက်ဂျင်းလဲသူသမီးကိုပြေးဖို့ပြောပါလေဂျင်းကအဲ့လူကိုနောက်ဆုတ်ဆန်းလို့ပြောလိုက်ပြီးတော့တစ်သားကြောင်တစ်ခုကိုကောက်ကင်လိုက်ပါလေဂျင်းကအဲ့လူကိုဒုံနဲ့ရိုက်ဖို့လောက်ရမှာတော့အဝါရောင်လူကဂျင်းရဲ့လက်ထဲကဒုတ်ကိုလုလိုက်ပြီးဂျင်းကိုလဲပြီးညှစ်ထားလိုက်ပါတော့တယ်ဂျူလီလဲသူ့ဖေကိုကယ်ဖို့ပြေးလာပြီမဲအဝါရောင်လူကသူ့ကိုတွန်းထုတ်ပြစ်လိုက်ပါလေပြီးတော့အဝါရောင်လူကမိမိမအဲ့ဒီတွင်းကိုတူးတာမှားတယ်လို့ပြောလိုက်ပြီးဂျင်းကိုတတ်ပြစ်လိုက်ရင်းနေပဲဒီနေရာမှာဇက်သိမ်းထားပါလေခင်ဗျာ โอเคအဲ့တော့ from there ရေမုံ series ကျွန်တော်နာမည်ပေးထားတာကတော့နေဝင်မိကြီးနာတဲ့အပြင်ထွက်လို့မရတဲ့မြို့ငယ်လေးอ่ะဖြစ်ရတီပေါ့ခင်ဗျာအဲ့တော့ season 3ကတော့ဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါတယ်ခုချိန်ဒီဒီထိပဲထွက်ထားတာဖြစ်တဲ့အတွက်ထားကြည့်ကြလည်းမရှိဘူးဆိုငုတ်တော့ပဲထိုင်ဆောင်အောင်ပေါ့အဲ့တော့ကျွန်တော်ရဲ့ recap တင်ဆက်မှုကလည်းထိုးတူပဲဒီနေရာမှာရနာထားမှာပါ season 4ကတော့ထွက်မှာတေးတာပေါ့ဒါမဲ့အခုက2025မလားတနှစ်လောက်တော့ဆောက်2026ပေါ့နောက်တော့ပါ2025ကလည်းကုန်ကန်နေပြီ2026နှစ်လေပိုင်းလောက်တော့ဖြစ်မယ်လို့ပြောထားတဲ့အတွက်အဲ့ဒီ စီစဉ်ဖို့အတူတူစောင့်ကြည့်ကြမယ်ထွက်လာခဲ့လဲကျွန်တော် recap အမြန်ဆုံးအခုလိုပဲကြည့်လို့ကောင်းအောင်ကျွန်တော်စူးစမ်းပြီးတော့ကြုံပေးပါမယ်အဲ့တော့ season 3မှာ10 lines ရတဲ့အတိုင်းပဲဇလန်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပြီးတော့အဖြေပေါ်ကန်ဒီဖြစ်နေတဲ့အရာတွေနောက်ထပ်ဗေဒီတွေလည်းထပ်ပြီးတော့ပါနေခဲ့ပြန်ပါလေဒီနောက်ဆုံးမှာမှာပေါ်လာခဲ့တဲ့ Wyan Wilson နဲ့ထူးဆန်းတဲ့လူကဘာလဲဂျူလီကရောအချိန်ကြီးထပ်သွားအောင်ပါလားဒါပီတာတို့ဂျိတ်တို့နဲ့ရဲမှုပွိုင်းတို့ကတော့မကောင်းဆိုးရနေနဲ့ဘလို့ရင်ဆိုင်ရအောင်ပါလဲမကောင်းဆိုးရတွေကနေဘက်မှာပါအမဲလိုက်တော့မှာလားဆိုတာကိုတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းစွာနဲ့ ဆက်ပြီးတော့မျောလင်းဆောင်စားရအောင်ပါခင်ဗျာပြီးတော့တစ်ဖက်မှာလည်းကျွန်တော်ရဲ့အတူတူ season 1ကနေစပြီးတော့အခု season 3တွေတောက်လျှောက်ပါလာခဲ့တဲ့ဇက်ကောင်တကောင်ဖြစ်တဲ့ဂျင်ကလည်း one level ရာတည်ဆုံးသွားခဲ့တာကိုလည်းမြင်လိုက်ရပါတယ်ဒါကြောင့်ဗာဖြစ်အားလုံးပဲ season 4အတူတူဆက်ပြီးတော့စောင့်ကြည့်အောင်ပါအဲဒီခါမှလည်းကျွန်တော်တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးနောက် account လောက်နေပြီးတော့စောင့်ကြည့်ပေးကြဖို့ပြောရင်းနဲ့ပဲအားလုံးကိုဒီ series season 3အတွက်နှုတ်ဆက်ပါစီနောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျာဇာကနေဆုံးလိုက်ပါတရှိအားပေးခဲ့ဘောရာတို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ